မှာအတားအဆီးခက်ခဲရတော့တခုပဲရှိတယ်ဒီစိတ်ကောင်းစီပုံသေးတာပဲဒါပဲဒါကလွဲလို့ဘာတားစီပါခက်ခဲမှမရှိဘူးကျွန်တော်တို့ကျွန်တော်တို့ပုံဖော်ချင်တဲ့အတိုင်းကျွန်တော်ဥမာဆိုတော့ကျွန်တော်တို့အနေနဲ့လှုပ်စီရတယ်အများကြီးရှိတယ်လှုပ်ချင်တဲ့လူလည်းအများကြီးရှိတယ်လှုပ်ချင်တာလည်းအများကြီးရှိတယ်ဒါပေမဲ့ခုနလိုမျိုးစိတ်ကောင်းစီနေ့စဉ်နဲ့ရက်သက်မပြတ်ဘူးเนาะကျွန်တော်တို့ဥမာပြီးခဲ့တာဆိုကျွန်တော်တို့ဒီပုံကျဲခါတဲ့ရွာတွေကိုကျွန်တော်ကိုယ်တိုင်ကိုကြသွားရောက်အခုညီး ဟိုဘလိုကြည့်ရှုဘလိုဒီမှာပြန်လာတာပဲဆိုတော့ကျွန်တော်တို့မှာဟိုပုံကျတဲ့အချိန်ပေါ့နော်ပုံကျတဲ့အချိန်ပြီးဆိုချိန်ပုံ30လောက်ရှိတော့မယ်မြို့သိမ်းပြီးနောက်ပါ February ပေါ့နော်2025 February နဲ့အခုမေလတုန်းမှတော့ချိန်30လောက်ရှိတော့မယ်ဆိုတော့ပြည်သူတွေကမဝင်လာရဲတာပေါ့နော်မဝင်လာရဲတာရှိတယ်ဆိုတော့ဟိုလူတွေမရှိဘူးဆိုရင်ဘာမှလုပ်လို့မရဘူးလူမရှိဘူးဆိုရင်ကျွန်တော်ဘာကုန်တယ်ရေးဘာစီးပွားရေးဘာကြမ်းပါရေးဘာမှမလုပ်လို့မရဆိုတော့စစ်ကောင်စီရဲ့တပ်ပုံဝကျဲဘူးဆိုရင် လူတွေတစ်ဖွဲ့ဖွဲ့ပြောင်းဝင်လာမယ်လူတွေများပြောင်းဝင်လာတယ်ကျွန်တော်တို့အခုမြောင်းတွေအကုန်လုံးပြောင်းပေါ်နေတယ်ဂျီပိုက်တွေပြန်တွယ်နေတယ်လမ်းတွေအကုန်လုံးပြန်တင်နေတယ်လူတွေပြောင်းဝင်လာတဲ့အမြကျန်စီကလာမယ်စိုင်းတွေပြန်ဖွင့်လာမယ်အဲ့ဒါနဲ့များကျွန်တော်တို့ဟိုချမ်းပါကြီးတွေခွဲစိတ်ခန့်နေလောက်လာမယ်အဲ့ဒါဆိုရင်မင်းတက်ပါမဟုတ်ဘူးအကုန်လုံးရောနေတဲ့ကျွန်တော်မကွေးတိုင်းစကိုင်းတိုင်းကပါဒီမှာပဲဆေးလာကူကြတာပဲအဲ့ဒါတစင်ကျွန်တော်တို့ဘယ်လိုပြောမလဲစာတင်ကြောင်းတွေပြန်ဖွင့်လာမယ်အဲ့ဒါတစင်ကျွန်တော် higher education တွေတွားမယ် community college တွေစမယ် comprehensive college ပုံစံလေးတွေစမယ် as a thing ကျွန်တော်တို့ tourism တွေတွားမယ် trade တွေ network တွေကျွန်တော်မလို့ဆရာအများကြီးရှိတယ်လှုပ်ချင်တယ်လည်းအများကြီးရှိတယ်လှုပ်လို့လည်းရတယ်ဒါပေမဲ့အခုလို talk show ပုံကျင်းနေတဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့လိုမျိုးခက်ခဲတွေရှိတာပေါ့အဲ့ဒီပုံကျင်းတာတကူပဲခက်ခဲရှိတာပါဇာနာဥမာကြဆွဲမှုဆွင်တော်ပေါ့ကျွန်တော်က crime rate ကတကယ်တကယ်ဘယ်လိုပြောမလဲတကယ်ဟိုတနင်္ဂနွေလုံးနဲ့ဆရာမဆွင်တော့မှကျွန်တော် crime rate ကတကယ်တော်တော်နည်းတယ် ိုမိုးယူထိုးကြည့်ကြတော့ရှိတာပေါ့ပြီးတော့မှနေမြေအဲ့လိုပေါ့တောင်ယာမြေကြီးဟိုမြေကြီးမြေကြီးမြင်းပွားမှုတော့ပဲရှိတာပေါ့ဂျန်နေ crime ဂျန်နေတခြားသောရာဇဝတ်မှုဆိုလို့တော်တော်ကြီးနေပါတော့ပေါ့ဆိုတော့ပြည်သူလူထုကလည်းလုံခြုံမှုရှိတယ်ကျွန်တော်တို့ကလည်းအာမခံပေးထားတယ်ညတနာရီနှစ်နာရီလိုအပ်လို့ပေါ့နော်ဒါချင်းဒါရဲ့အရေးကြောင့်ကိစ္စရှိလို့၁၂နှစ်၁၃နှစ်ရဲ့မိန်းကလေးတယောက်သွားလာတယ်ညာကြီးမင်းကြီးသွားလာတယ်လုံချုံမှုပြေဝရှိတယ်မလို့အမခံထားတယ်အဲ့လိုပဲသွားလာနေကြတာပဲ ဲ့လိုချောင်းလုံးချုံမှုကျွန်တော်တို့ပေးထားတယ်ပေါ့နော်တခုခုဖြစ်လဲကျွန်တော်တို့ဟိုအဲ့လိုမျိုးမဟုတ်ကဟုတ်ကလို့တက်ကောင်းတော့ကျွန်တော်တို့ကောင်းတမလို့ပေါ့လေအဲ့လိုဆိုတော့ပြေမောပါပဲမြေရရင်းပွားမှုပဲတောင်ရခုတ်တဲ့ခါကျအဲ့ဒါသူ့တောင်ရငါတောင်ရပေါ့နော်ဥယျာဉ်နေပါငါဥယျာဉ်သူ့ဥယျာဉ်သူနေမြေကျော်တယ်ဒါ ဘသူတို့ကပိုးပွားပိုင်နေဆိုတော့တေရွာနဲ့တေရွာညီကိုမိသားစုချင်းဒါမှွက်လဲအဲ့လိုဆက်ရဆက်တဲ့နေမခိုင်ပါလို့ရောင်းပီးသားကိုမရောက်ပါဘူးပေါ့နော်လျှောက်သုံးချက်ကိုရောင်းလိုက်တယ်အဲ့လိုမျိုးညီရွာညီပွားမှုပဲ90 99 95 96ရာခိုင်နှုန်းကညီရွာညီပွားမှုပဲအဲကျန်တာကတော့ ဟိုလိုလင်မယားရန်ဖြစ်တာတို့ဟိုတမီးစားခိုးရလိုက်ပြေးတာလို့အဲ့လိုမျိုးတွေပေါ့နော်လူတက်မှုလည်းရှိပါတယ်လူတက်မှုတစ်ခုနှစ်ခုရှိတယ်ဒီ၃လေးနေတွင်းမှာပေါ့နော်လူတက်မှုကတစ်ခုတည်းတော့မဟုတ်ဘူး၄၅ခုလောက်ရှိတယ်၅ခုလောက်ရှိမယ်လူတက်မှုတွေပေါ့နော်လူတည်မှုပေါ့လေလူတည်မှုတွေအဲ့ဒါမျိုးပြင်မဲ့အဲ့ဒီမြေယာချင်းပွားဖို့ပဲအများဆုံးပါပဲကျွန်တော်တို့မှာအဲ့လိုမြေအဲ့လိုမျိုးခုံတမာလေးရှိတယ်မြေရမှုတကူတီးတတ်ဂျန်နဲ့ဟိုရသတ်ချင်းမှုတွေပေါ့နော်ပီနယ်ကုတ်နဲ့သွားတယ်ဒါတော့ရှင်းနေပေါ့နော် ဘလိုမျိုးလူတက်မှုဖြစ်စေလူတည်မှုဖြစ်စေဘာဖြစ်စေညာဖြစ်စေရှင်းတယ်လေနေရာမှုတွေကြတော့ကျွန်တော်တို့ကခုံတမာရီနဲ့သွားတယ်ခုံတမာရီရဲ့ဟိုအပြန်လန်ခုံခုံဖွဲ့တယ်ပေါ့နော်ပြီးတော့မှအဲ့ဒါတွေအကုန်လုံးကိုကျွန်တော်စီကန်းချက်ပြီးထုတ်ထားတာရှိတယ်အဲ့လိုမျိုးအနည်းဥပဒေပုံစံလေးပေါ့နော်ရေးထားတာရှိတယ်အဲ့ဒီအတိုင်းကျွန်တော်တို့လောက်ကြတယ်ခံကြတယ်အဆင်ပြေတော့တာများပါတယ်အဲ့လိုပဲတကယ်လို့အလိုအဆင်မပြေဆိုတော့ကျွန်တော်ချင်းတလေထုတ်ထားမှကြတော့အဲ့ဒီအငင်းပွားတဲ့နေပေါ့နော်မြေပုံကို ချော်တောက်ပြီးမှ definitive ချင်းစာတိုက်ရတယ်ရှိတာလေအဲ့လိုမျိုးလေးအဲ့ဒီ ठी သွားတာပေါ့ဒီလို delay ထုံးတန်းနေပေါ့အဲ့ဒီ ठी ရောက်တာတော့ရှားပါတယ်တချို့ကြတော့လေအဲ့လို definitive ဖက်လုံးဝဟိုမျိုးပြုတ်စီပေါ့နော်မျိုးသုံးပါစီပေါ့တကယ်အဲ့လိုမျိုး ठी ကိုချင်းစာတိုက်ပြီးမှမြင်မြုပ်တီချော်တော့ရတဲ့အ ठी မျိုးတော့တကယ်ဖြစ်တော့မှဆိုတော့တစ်ဖက်ဖက်ကတော့ရှော်သွားတာပဲလေဘာလဲဆိုတော့ကိုတယောက်တစ်ထိမှမဟုတ်ဘူးကိုတစ်မျိုးလုံးထိမှကိုဆိုတော့အဲ့လိုမျိုးကြတော့အဲ့လိုမျိုးတော့ အဲ့ဒါစင်တီရောက်လာပြီဆိုတော့တစ်ဖက်ဖက်ကတော့ရှော့လာလို့ရှိတာပေါ့ကျွန်တော်တို့ဘလော့ရခံတော့ပြောရခက်တယ်ဘာလို့လဲဆိုတော့နေမုံမိုင်းကသူတို့ပြောတာအလုံးပေါင်း၄000လောက်ကိုမြုပ်တယ်ပြောတယ်အဲ့လိုဆိုတော့ကျွန်တော်တို့ပြန်ပေါ်တာ2000ကျော်ပြီ2000ကျော်ပြီပြီးတော့မှမြို့သိမ်းတက်ပွဲကာလအလဲပေါ်ထားတာက1000နဲ့ချီရှိမယ် ကျွန်တော်တို့အခုမြို့သိမ်းပြီးကြံဖော်ထားတာတော့မှထောင်နဲ့ချီရှိတယ်၄ထောင်လောက်ရှိပြီ၂000 2000နဲ့၄ထောင်လောက်ရှိပြီဆိုတော့ဒီကြားထဲမှာလည်းပြန်ပေါ်နေတာတွေရှိတယ်ဆိုတော့ဟိုဒီလူနေတဲ့လူနေရပ်ကွက်တွေကတော့6900ခန်းလုံးရှင်းသွားပြီလို့ပြောလို့ရတယ်ဒါပေမဲ့အဲ့လိုမျိုးလူမနေတဲ့ပေါ့နော်ကျွန်တော်ခေါ်တော်တော့မှထုတ်ပြန်ထားပါတယ်မင်းတက်မျိုးကဘယ်နေရာဘယ်နေရာဘယ်နေရာတော့မိုင်းနေကြန်တည်တယ်ဆိုတာမျိုးပဲပေါ့နော် အဲ့လိုမျိုးကြီးရှိရဆိုတော့အဲ့ဒါတွေကိုတော့ကျွန်တော်တစ်ဖြည်းဖြည်းချင်းပြန်ပေါ်နေရတယ်ကျွန်တော်တို့ကလူနေပဲပေါ်တာဆိုတော့တချို့မိုင်းနေရာကျတော့ဘယ်လိုပြောမလဲอืมနေအဲ့လိုမျိုးလေးလက်မှခြောက်လက်မှလောက်ဖြုတ်ဖြုတ်ထားတော့เนาะဟိုမိုင်းပေါ်တဲ့လူကလူနေပဲပေါ်တာဆိုတော့လေဆက်ထိုးသွားတော့သူတို့ကနေကြီးအောက်ကိုနှစ်လက်မှလောက်ပဲကြည့်တာနှစ်လက်မှသုံးလက်မှလောက်ပဲကြည့်တာဆိုတော့လေလွတ်သွားတာကျော်သွားတဲ့နေရာလည်းရှိတယ်အဲ့လိုမျိုးတွေပေါ့ဟိုအဲ့ဒါမျိုးတွေခက်ခဲတော့ရှိတယ် ဆိုတော့မိုင်းမြင်ကတော့မိုင်းဖော်ရတော့တောက်လျှောက်ဆက်လုံးနေကြတော့မယ်အထူးသဖြင့်ကျွန်တော်တို့လုံးဝဒီသူတွေမသွားမဲ့နေရာပေါ့နော်အဲဘယ်နေရာတွေကတော့မိုင်းနေပြည်နေမယ်ဆိုတာတတ်မှတ်ထားတာရှိတယ်အဲ့ဒါတွေကိုတော့ကျွန်တော်တို့ဟိုအချိန်ယူပြီးမှပေါ့နော်နေ့နေ့ချင်းတန်းပေါ်ရရှင်းရမယ်နေရာဖြစ်မှာပဲဒီကတော့လူနေရက်ွက်တွေဦးစားပေးမှရှင်းထားတာပေါ့ ကျမ်းမာရေးဆိုလဲကျွန်တော်တို့ကအဲ့လိုစီခံသေးလေးတွေဖွင့်ထားတယ်ပေါ့နော်အဲ့ဒါလဲကျွန်တော်တို့ကရှေးရုံစီခံမှာဖွင့်လို့မရလေရှေးရုံမှာဖွင့်ဘူးမလဲလူနာလည်းမလာသေးဘူးကြားဆက်မလဲမနေသေးဘူးဆိုတော့ဟိုရှေးရုံစီခံနေဟို private နေရာလေးတွေပေါ့နော်ဟိုနေရာဒီနေရာပေါ့လမ်းကျူမြို့ကလည်းကျေတယ်ရှေးလည်းရှေးတာဟုတ်ဆိုတော့အဲ့လိုတချို့နေရာလေးတွေမှာအဲ့လိုကျမ်းမာဆောင်ရှောက်မှုတွေပေးရတယ်အဲ့လိုမျိုးတွေပေါ့ဟိုဒီမှာကကျွန်တော်တို့ကဟိုတောင်းဖွင့်တယ်လည်းမပြောသေးဘူး ိုစာဟိုစီယုံဖုတ်တယ်လည်းမပြောဘူးဘာမှတော့မပြောဘူးဒါဆိုတော့ကျွန်တော်တို့ကအစီအဝေးသေးသေးလေးလို့ရင်လာပုံကျဲတယ်ဟိုဆိုင်ဖွင့်လာကျဲတယ်ဒီဆိုင်ဖွင့်လာကျဲတယ်ဆိုတော့လေတောက်ရှော့ပုံကျဲလည်းခံရတာဟုတ်ဟိုချင်းပြည်နယ်မှာတော့ကျွန်တော်တို့ပဲတောက်ရှော့ပုံကျဲဟိုလိုလိုဆိုတော့မင်တာမတူဘီကမ်ပလက်ပေါ့လေတောက်ရှော့ပုံကျဲနေတာခံရတော့ကျွန်တော်တို့ကခုလိုမျိုးဟိုသူတို့တော့စာတင်ကြောင်းလည်းကျင်းပါပဲ၊ကြားကြောင်းလည်းကျင်းပါပဲ။ဟိုစီးခန်းလည်းကျင်းပါပဲ။ဆိုတော့အဲ့လိုမျိုးတချို့ကလည်းကျတော့ပြောလို့မရဘူးပေါ့နော်။ ဟိုပြောလို့မရအောင်ဆိုတာထက်ပြောဖို့စင်ချင်ရတယ်ပေါ့လေဒါပေမဲ့သူနည်းသူဟာနဲ့တော့ဟိုကြမ်းပိုင်ဆောင်ရှောက်မှုတွေပေးရတာပဲအာပညာရေးဆိုရင်လည်းနီလတ်နေရှာပွဲမှာပေါ့ကျွန်တော်ခုကျွန်တော်တို့ပါအဖာနေရာစကျွန်တော်တို့ဟိုပြောင်းလိုက်ရွှေ့လိုက်ဖွင့်လိုက်ဟိုလိုဒီလိုအမျိုးမျိုးနေရာတွေရှာပြီးမှပေါ့လေဟိုကြံဖားရတာပဲဘယ်လိုမျိုးအဲ့လိုဖြစ်အောင်ပေါ့အဲဒေချာတော့ပြောရခက်တယ်ကျွန်တော်တို့အင်ချီအင်ချီကတော့၄အ၅ရာတော့ကျော်ပြီအဲ့လောက်တော့ရှိတယ် တထောင်လေးပါတော့ရှိတယ်မထင်နဲ့အဲ့လောက်တောင်းတော့တထောင်လေးချက်တထောင်လေးပါတော့ရှိတယ်ဘာလို့တမ်းမဲ့ဘလို့လဲဆိုတော့လူဒီကလည်းမြို့ပေါ်မှာနေတယ်မြို့ပေါ်မှာလာတယ်မနေ့ကျွန်တော်တို့ရှိမှာမနေ့ချုံတဲ့ခရန်လောက်ဆိုနေနေလူစီးတယ်ကိုရိုနာရဲ့နောက်ပိုင်းဆိုရင်မြို့ဝတကယ်တရေချုံတဲ့မြို့လိုဖြစ်သွားရောဆိုတော့သူတို့ကမနေ့ချုံတဲ့ခရန်ထွက်တယ်ဟင်းချက်ဆက်ရှိတာရေကြတယ်ပြီးတော့မှချက်ပြုတ်ပြီးတာနဲ့တောင်ရသွားပေါ့ခင်သွား ဝါဝခင်းနေရမြို့ပပတ်လေးရတော့ဝါဝခင်းနေမှာလောက်ကြတာဟုတ်ဆိုတော့မြို့ပပတ်လေးဝါဝခင်းနေမှာလောက်သွားလို့တယ်တပတ်မှာမတည့်ရက်နဲ့ပဲပြန်လာမယ်တချို့ကညစ်တဲ့ဟာကျတော့ညအချိန်မှပြန်လာမယ်မနေ့စောစောဆိုတဲ့ဝါဝခင်းသွားတယ်ညအတန်းအိပ်ဖို့ပဲပြန်လာတယ်ပေါ့နော်အဲ့လိုမျိုးတွေဆိုတော့မြို့ပေါ်ကအဲ့လိုမျိုးအင်ချီတထောင်တော့မပြူ900နဲ့တထောင်ကျတော့တော်ရှိမယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးပဲပြန်နေကြတယ်ပေါ့ဒါပေမဲ့မြို့ကအဲ့လိုမျိုးစီပင်လေပတ်တယ်လို့မရှိဘူး မြို့ဘော်ကြီးကိုပဲကျွန်တော်တို့ပုံကျဲခါတာအချိန်30နီးပါးရှိတယ်ဆိုတော့လေအဲ့လိုမျိုးပေါ့အာရှိတာပေါ့ဘာလို့ဆိုတော့ကျွန်တော်တို့ကကျွန်တော်ဟိုမှာကျွန်တော်တို့ဒီကာလမှာကျွန်တော်ဖားအားဖားလို့ဆုံးတာဆိုလဲကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော်ကအရင်တော့ကဌာနဆိုင်လို့ဆုံးတာလေအကုန်လုံးကိုအမြင်ကတ်တယ်ဘယ်လို မလုံးမရှုံးမပြုတ်ဟိုလိုအထက်ဖောက်အောင်ဖြစ်အချိန်တလစာထုတ်ဆိုရတဲ့အကုန်လုံးပေါ့နော်လုံးဝအဲ့ဒါအစားဆုံးတိုက်ဖြစ်ဖို့ကျွန်တော်တို့ကြိုးစားတယ်အဲ့ဒါကြောင့်ဟိုတလုံးကကျွန်တော်တို့ဖားအဖားမှာကျွန်တော်တို့အလုတ်ခေါ်စားမှာတော့မှလစာတပြားမှမရဘူးလို့ဘာခံစားခုမှရှိမှာမဟုတ်ဘူးတပတ်မှာ9ရက်လုံးလောက်ရမယ်အကုန်လုံးပေးစားအဲ့လိုပေးစားလို့လို့လို့ပါပင်ပင်ပန်းပန်းလို့ရမယ်တပတ်မှာ9ရက်လို့ရမယ်ပင်ပန်းတောင်လဲဘာမှလက်စားရမှာမဟုတ်ဘူးလို့အဲ့လိုမျိုးပင်ပင်ပန်းပန်းလို့ရတော့လဲဒါ ဒီလိုမျိုးတမိုင်းတကွေမှာဂျုံနဲ့ကြိုက်တဲ့ချိန်မှာငါထက်ထက်တကယ်ပါဝင်ခဲ့တယ်ဆိုတော့ခံယူချက်နဲ့အဲ့လိုမျိုးလှုပ်ခွင်းရတာကိုပဲဒီကထီပုတ်တလိုမျိုးဝမ်ပန်တတာနဲ့လှုပ်ချင်တဲ့လူပဲကျွန်တော်လာမယ်လို့အဲ့လိုမျိုးစံကရကျွန်တော်တို့လုံးဝအဲ့လိုစစ်ထုတ်လိုက်ကြပေါ့နော်တကယ်လှုပ်မဲ့လူပဲလာဟိုဟိုအာနာရမယ်နေရာမလို့အာနာပိုင်းဖွဲ့စည်းမလို့ပေါ့နော်အဲ့လိုမျိုးပုံကျုံးမလဲငါတို့အဲ့ဖွဲ့မှာပါလဲအုံးမဲ့ဟိအရင်ကလိုမျိုးပေါ့နော်ဟို ရထေးရောက်တိုင်းမှာဒီကြောင့်အာနာလေးတက်လိုက်အောင်မဟိဘူးနော်အဲ့လိုမျိုးမရဘူးပေါ့နော်ဆိုတော့တစ်သက်ထဲမှာလည်းပဲကျွန်တော်မြန်မာနိုင်ငံကဒီသူတွေကယုံနာကနာအစိုးရဌာနဆိုအမြင်ကတ်တယ်အမြင်ကတ်တယ်ဘာလို့လဲဆိုတော့အစိုးရယုံဌာနတွေဆိုတော့ကရှင်းရှင်းပြပြဒီသူရစ်တဲ့ဌာနတွေလက်ပိလက်ရလို့တဲ့ဌာနတွေတထဲပဲကိုဆိုတော့ဒီသူအမြင်ကတ်တယ်လည်းမမအောင်ဆိုတော့ကျွန်တော်ဒီကာလမှာဆိုရင်ဒီမှတ်ချက်၄ရက်ချမှတ်ထားတယ်လက်ပိလက်ရမို့လုံးဝကင်းရှင်းတဲ့ အပါအဖပေါ့နော်။အုတ်ချိုကြီးရန်ရဖြစ်ရမယ်။ညံ့ညံ့ဆန်းဆန်းဆောင်ရမယ်။ဆိုကျွန်တော်တို့ရဲ့နောက်ပိုင်းကျကျွန်တော်တို့တင်ဖို့ရှိတယ်။ဥပမာကျွန်တော်တို့ရဲ့ရုံးပေါ်ဝါမှာကူကဟိုလက်ဆောင်ပစ္စည်းတွေခုံထုတ်တဲ့အသားချုပ်တွေပညာယူလာတယ်ဆိုရင်အဲ့တော့လက်ပီးလက်ပီးမှုတွေကိုကျွန်တော်တို့အေးရုံးပေါ်တရားဆွဲမယ်။ဘာပစ္စည်းမှယူမလာနဲ့။တခုယူလာတဲ့ကောင်အဲ့ဒါလက်ပီးလိုက်ယူဖို့ပဲလက်ပီးတဲ့လူပဲပေါ့နော်။ပြီးတော့မှကျွန်တော်တို့ကဒီအခုနောက်လိုမျိုးလက်ပီးလိုက်ဖို့လုံးဝကင်းရှင်းရမယ်။ မြန်မြန်ဆက်ဆက်လုပ်သွားမယ်ကျွန်တော်အရင်တော့ကလုံးမျိုး EO ပေါ်တော်လွီလီတွေ့ပြီးမှဘောနော်လာတယ်နောက်တစ်ပတ်ပြန်လာခဲ့နောက်တစ်ပတ်ပြန်လာခဲ့ဆိုတော့ကိုချင်းတီချင်းမလို့နဲ့ဒီနေ့ပြီးမြအောင်ဒီနေ့မြန်မြန်ပြီးအောင်လို့ဒီနေ့ပြီးမနေ့ချန်ပြီးမနေ့ချန်ပြီးအောင်လို့ဒီနေ့ညနေရုံချင်းကကျွန်တော်ခု၄နိုင်ဆိုရင်ရုံချင်းရတော့မယ်လေလိုအပ်ရင်၅နိုင်၆နိုင်လဲလို့ခရနိုင်ရှင်းနေတယ်လို့အဲ့လိုမျိုးတကယ်မြန်မြန်ဆန်ဆန်လုပ်တဲ့မြန်မြန်ပြီးတဲ့ဟာပေါ့နော်လက်ပိလက်မှုကင်းရှင်းရမယ်မြန်မြန်ဆန်ဆန်လုပ်ရမယ်တာဝန်ယူမှုတာဝန်ခံမှုပြည့်ဝရှိရမယ်ကျွန်တော်အကုန်လုံးကိုမားတော့မားတာကိုခံမယ် လွဲချော်သွားလွဲချော်သွားတာဝန်ခံမယ်ကျွန်တော်အားနေချင်းချင်းအားနေချက်ဝန်ခံမယ်နောက်တော့ငိုဒီလိုမျိုးမဖြစ်အောင်ကျွန်တော်စူးစမ်းမယ်နောက်တော့ဒီထက်ပိုကောင်းကျွန်တော်လုပ်မယ်အကုန်လုံးပိုင်းဝင်လို့ကြမယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ဒီတူလူထုအမှန်တကယ်လေးစားယုံကြည်အားကိုးတဲ့အစိုးရဌာနဖြစ်ရမယ်ကျွန်တော်တို့မှာအရင်တော့ကဆိုရင်ရှိပါတယ်ယုံနာကဏ္ဍရောက်တဲ့ဆိုတော့မကောင်းဘူးပေါ့ယုံနာကဏ္ဍမသွားချင်ဘူးပေါ့နော်ဆိုတော့ဥပမာဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့တစ်ခေါက်ကဆိုရင်ကျွန်တော်တို့ဒေတန္တရမိတ်ထုတ်လိုက်တယ်ဒေတန္တရမိတ်ထုတ်ရတဲ့အထက်မှာ မင်းတက်မျိုးပေါ်ကအဲနေအင်ဂျစီတွေနေပေါ့နော်ဟိုဆောက်လုပ်ရေးပစ္စည်းတွေပြည်လက်မြေတွေပါတင်ရတဲ့တဲချင်းနေဆိုရင်ပါဖိုက်ကွန်ပျူတာယူရမယ်ဆိုတော့ညကျွန်တော်တင်တယ်ဆိုတော့အဲ့ဒီမှာပြောကြပါတယ်ဟာဟိုကိုအင်ဂျစီတာပြန်ဆောက်ဖို့တော့မှကွန်ပျူတာတောင်းရမှာဆိုရင်ငါမိမနဲ့ငါအိတ်ချင်နေဆိုရင်ငါပါဖိုက်ကွန်ပျူတာတောင်းရမှာလားပေါ့ဘလို့ဒီလိုလို့ရပါဘောအဲ့ဒါကလည်းတောင်းရမှာလို့ပေါ့အဲ့လိုမျိုးပေါ့အဲ negative view နဲ့မြင်တာပေါ့ကျွန်တော်တို့ကအဲ့ဒီ အမိန့်ကိုထုတ်ထည့်တယ်ဆိုတာကအော့ပီအော်ရမှာဂိတ်တင်အများကြီးရှိတယ်ကျွန်တော်မင်းတက်မြို့နယ်မှာတကယ်ပဲရှိတယ်အော့ပီအော်မှာဂိတ်အများကြီးရှိတယ်ဆိုတော့မြို့သိမ်းတဲ့ဘွဲမှာဘုံကျဲခါလို့ဖြစ်စီဆက်ကဆက်တဲ့မီးရှို့လို့ဖြစ်စီအိမ်ကပြက်စီးသွားတယ်အင်တန်ဆုတ်ချင်တယ်ကျွန်တော်တို့အကြောင်းကြားကျွန်တော်ကပီလက်နေဘလို့တန်ဘလို့တွက်ဘလို့ဝဲချင်တယ်မပြင်းဘလို့ဝဲချင်တယ်ဟုတ်ပြီဘယ်နေ့လဲကဘလို့မျိုးကားလဲကနာမပရောလဲဘာလို့လဲဆိုတာမျိုးနဲ့ကျွန်တော်တို့ကတကယ်ထောက်ခံချက်ပေးလိုက်ရင်ဂိတ်တီအစင်စစ်သူဖြတ်ကျော်ရတာလွဲတယ် ီးတော့မကိတ်ကြီးလည်းပြေးကြမလို့တော့ဘူးကျွန်တော်တို့ကအဲ့လိုမျိုးနေအိမ်ပျက်စီးဆုံးရှုံးတဲ့လူမျိုးစစ်ပေးကမြို့သိမ်းတဲ့ဘက်ကလာမှာပျက်စီးဆုံးရှုံးတဲ့လူတွေကျွန်တော်တို့ကအများကြီးကူညီချင်တယ်ဒါပေမဲ့ခုမှဟိုကူညီချင်ငွေကြီးအများကြီးမရှိပျက်စီးဆုံးရှုံးတဲ့အိမ်တွေကလည်းအကြီးအထက်300လောက်ရှိတယ်ဆိုတဲ့ကြောင့်ကိုယ့်ရဲ့လုပ်ပိုင်ခွင့်အပိုင်းနေရာနဲ့ကူညီချင်လို့ဟိုအုပ်ချုပ်ရေးကိုကွန်ပျူတာလာတော့ပါလို့လာတော့တဲ့လူတိုင်းကိုကျွန်တော်တို့ကကူညီနေတယ်လေကူညီရအောင်လို့ဆိုပြီးမှအဲ့လိုမျိုးအမိန့်ထုတ်ထားတယ်ပေါ့ဒါပေမဲ့ ဒီလူတွေတချို့ကကြတော့ငါငါမိမနဲ့ငါအတူအိတ်ချင်တာတော့မှဟိုဟိုသူတို့ရဲ့ခွင့်ပြုချက်တောင်းအောင်မလားပအပခွင့်ပြုချက်ယူအောင်မလားဆိုတဲ့ဟာမျိုးပေါ့နော်ဒီသူကတဆိုင်မမကဒီသူကအစိုးရဌာနတော့မကောင်းပြင်ခဲ့တယ်အစိုးရဌာနရဲ့လာခုနလိုမျိုးပေါ့နော်မလို့မရှုံမပြုတ်တည်အထက်ဖောက်အုပ်ဖြစ်တဲ့ချင်းတလာသာထုတ်တည်ဆိုတာမျိုးတွေကိုကျွန်တော်အကုန်လုံးတိုက်ချက်နေတာပေါ့ဆိုတော့ဒါကဟိုနေပေါင်း80 80လောက်ဒီသူအမြင်ဆုံးခဲ့တာကိုတနေ့နေ့တော့မပြီးဘူး ၃၄၅နှစ်အတွင်းမှာကျွန်တော်တို့ရဲ့အလုံးနဲ့ကျွန်တော်တို့ရဲ့အပြောနဲ့အလုံးနဲ့အပြောနဲ့ပြောရတဲ့လုပ်တဲ့ဖြစ်ဖြစ်တက်တေထူးမှာပြည်သူလူထုရဲ့လေးစားမှုပြန်ရလာအောင်ပေါ့နော်။တန်တီဆောက်အောင်ပိုင်းလေးဖြစ်တော့ပေါ့။ဟိုတော်လှန်ကြီးလေနော်။တော်လှန်ကြီးဆိုတော့ဟိုမှာကျွန်တော်တို့မျိုးတင်းတက်ပွဲမှာဆိုရင်သွားတယ်ကျွန်တော်တို့လက်ကျွန်တော်လက်ပေါ်မှာတင်ဒေးတဲ့လူဆိုရင်၁၀ရောက်၁၂ခုလောက်ရှိမယ်။ကိုယ့်လက်ပေါ်မှာတင်ဒေးသွားတယ်ပေါ့နော်။လူဒီလောက်နေပေးရတယ်ပြူရတယ်ဆိုတော့ဟို အနေဖို့ဆိုတင်တာပဲပူထွက်ပြေးသေးတာရှိတယ်အုံဆောင်ပုတ်နေတာရှိတယ်ရင်ပတ်ပုတ်နေတာရှိတယ်တို့တလောက်တေးတေးကြီးကြီးနဲ့တိုက်ယူလာတဲ့တိုက်ပွဲတွေပုံပေါ်တော့အလအလကဟာတာတော့ကျွန်တော်လုံးဝဖြစ်မခံနိုင်ဘူး။ဟောကျွန်တော်တို့အနေနဲ့ချင်းချင်းပြရရင်1890နောက်ပိုင်းကျမှကျွန်တော်တို့ချင်းတောင်ပေါ့နော်ဒီတိုင်းတပါလက်အောက်အင်္ဂလိပ်လက်အောက်ရောက်သွားတယ်ပေါ့နော်အဲ့ဒီမှာတိုင်ခင်တိကျွန်တော်တို့ဘသူ့လက်အောက်မှမနေခဲ့ဘူးကျွန်တော်တို့ ဆိုတော့ဆို1880 1860ခုနှစ်စဉ်50ဝန်းကျင်မှာပေါ့နော်ကျွန်တော်တို့ရင်းရဲနေမှာပေါ့ကျွန်တော်ပူပေးပြီပေါ့နော်တင်းရဲနေတယ်ခင်းတော့ကြရတယ်ဆိုတော့ဒါကျွန်တော်တို့ကိုကျွန်တော်တို့အုပ်ချုပ်ပါကိုကနေကိုစင်းရလေကိုရဲ့ဘယ်လိုပြောမလဲစင်းရလေကိုအပြစ်ကြောင့်ပဲမတိုးတက်တယ်လေကိုအပြစ်ကြောင့်ပဲပေါ့နော်အဲတုန်းကလည်းဘသူတွေတအားတိုးတက်ရကောင်းမှတီးချင်မှတီးမှာပေါ့ကျွန်တော်ချင်းပူပေးပြီပေါ့နော်လွန်ခဲ့နေပုံနေရကျွန်တော်ပူပေးပြီပေါ့လေဆိုတော့ British လက်အောက်ရောက်ပြီးတော့ဘိုင်းဒီစစ်အစိုးရလက်အောက်ပေါ့နော်အဲ့လိုမျိုးပေါ့ဗမာလိုပေါ့လေအဲ့ဒီလက်အောက်တောက်လျှောက်ရောက်သွားတယ်ဆိုတော့ရှင်းရှင်းပြောရင်ကျွန်တော်တို့ဒီချင်းတောင်ကျွန်တော်တို့ဒေတာဆိုရင်နေပေါင်းဘယ်လိုဘယ်လိုပြောမလဲ130ကျော်ကျော်140နီးပါးကြာမှချင်းနေတဲ့ထဲကိုချင်းမြင့်ပြင်ရောက်လာတယ်ပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်တို့ဒီလွတ်လပ်ရေးကိုဘယ်တော့မှဆုံးရှုံးခံတော့မှာမဟုတ်ဘူးကျွန်တော်တို့ချိန်မှာမြို့သိမ့်တိုက်ပွဲကိုပြန်ဆင်နှွှဲရတာမျိုးကုမျိုးကိုပြန်တက်ယူရတာမျိုးပေါ့နော် ကိုယ့်ရဲ့သွေးချွေးနဲ့ကိုယ့်ရဲ့ပိုးပွားပိုင်မြေပေါ်မှာကိုယ့်ရဲ့တမအားစည်းဝါးကြတဲ့သွေးချွေးနဲ့ဆောက်ထားတဲ့အိမ်ကိုမှကိုယ့်အိမ်ကိုယ်ဆောက်ထားတဲ့အိမ်ထက်ကိုပြန်သွားနေဖို့အတွက်တော့မှဒီလောက်အသက်တည်တည်တန်ရာတွေရပြီးမှပေါ့နော်ပြန်ဝတ်လာမျိုးကျွန်တော်တို့နောက်နောက်ဘယ်တော့မှဖြစ်ခံတော့မှာမဟုတ်ဘူးကျွန်တော်တို့လည်းဘယ်တော့မှဆုံးရှုံးခံတော့မှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကိုယ့်ကြံကံချီမကိုဖန်တီးခွင့်ကျွန်တော်တို့နောက်နောက်ကိုကျွန်တော်တို့မတိုးတက်လို့ဆိုလဲကျွန်တော်တို့အတုံးမကြလို့ဖြစ်နေကျွန်တော်အလုံးမလုံးလို့ဖြစ်နေကျွန်တော်တို့တိုးတက်တယ်ဆိုလဲကျွန်တော်အတုံးကြလို့ဖြစ်နေ အကုန်လုံးနောက်တော့ကိုအပြစ်တင်ချင်ရှင်တယ်ကျွန်တော်တို့ပဲပြစ်တင်ခံတယ်တိုးတက်ချင်ရှင်တယ်ကျွန်တော်တို့အားလုံးပဲအဲ့လိုကျွန်တော်တို့အားလုံးကြောင့်ဖြစ်မယ်ကောင်းတာဆိုးတာမတိုးတက်တာတိုးတက်တာအကုန်လုံးကိုကျွန်တော်တို့ပဲကိုယ်ကိုဆုံးဖြတ်တော်မယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒီတော့ပဲကျွန်တော်တို့တိုက်ပွဲဝင်နေကြတယ်တိဆောက်နေကြတယ်ပေါ့နော်အဲ့လိုမျိုးပေါ့